မြင်မှုอ่ะဗောကျွန်တော်ပဲဥဆုံးကြည့်ဟာလေအခုပြင်ပြီးလှလားဆိုကျွန်တော်ပဲလမ်းမေးอ่ะအဲရန်လှနေရဆိုတော့တန်တန်ဗောကိုချာလေးကဝဲလှချက်ကျွန်တော်ကိုချာလေးတော့အမြင်နဲ့အားကိုရတဲ့အကိုပါပဲဟမ်အဲကျွန်တော်တော့အဲ့လိုလေးမအားဘူးဗောနော်ဒါပေမဲ့ shooting ရှင်းနေရမှာတော့ဒါဟိုဘယ်လိုပြောမလဲစားချင်တာလေးမစားကြမှာဗောနော် ပါတယ်။အဲလာနေပါဟုတ်ကျွန်တော်လာမြင်မှုတော့ဗောကျွန်တော်ပဲဥဆုံးကြည့်ဟာလေအခုပြင်ပြီးလာလာဆိုကျွန်တော်ပဲလမ်းမေးဟာလာရဲဆိုမှသူကအိမ်ကထွက်တာဆိုဟုတ်အဲရန်လာနေရဆိုတန်တန်ဗောအမှန်ကြီးအမှန်ကြီးအရင်ကနားတကယ်ရင်ကုန်ပါတယ်ဘာလို့ဆိုတော့ဒီရပထမဆုံးဒီ CV လေးလည်းဖြစ်တယ်နောက်ပြီးတော့ဒီရကျတော့ တခြား criteria ကနေဒီကိုပထမဆုံးတန်းရရတယ်ဆိုတော့အမားပါမှာကြောက်တယ်မလုပ်နိုင်မှာအရင်ကြောက်တယ်အဲ့အတွက်ကြောင့်မလို့ဒီကားလေးကိုစရိုက်မယ်ဆိုသိကြတယ်ကကိုချာလေးရှိပြီနောက်လိုက်ပါတယ်ကိုချာလေးရဲ့ script တွေကိုအကုန်လုံးဒီဖတ်တယ်လိုက်ပြောပေးတယ်စကြင်တော့အရင်ရှိရပေါ့ flow တွေမမှန်တာပေါ့နော်အခုနောက်ပိုင်းတော့ဒီကားအတွက်ကိုတော့ပို့ပြီးတော့စာရီလည်းအကုန်မှတ်ထားတယ်ခင်ဗျားမှဘလို့ item လေးထည့်ရမယ်ဆိုကိုချာလေးကတင်ပြီးတဲ့အတွက်ကြောင့်မလို့အဲ့လားလေးကိုတော့ ပြင်ဆင်နေပါပြီဟာသူကလှုပ်ချင်တာလို့သူကမင်းသမီးဖြစ်ချင်တာလို့ရေပြီးဟုတ်ဘူးသင်ဒီ interview ရေဟိုရေဟာကြည့်ပြီးတည်နေတယ်အငငယ်ကမင်းသမီးဖြစ်ချင်တာဒါပေမဲ့ကြီးကတော့မော်ရယ်လှုပ်တယ်အလားမယ်လှုပ်တယ်အဲ့လိုမျိုးတွေအများကြီးဖြစ်ရဲ့ဆိုအခွင့်ရရတဲ့အချိန်မှာလှုပ်ချင်တာအဲ့လိုမျိုးအခွင့်ရရတဲ့အချိန်မှာဒီဘလောက်ကြီးလှုပ်နိုင်လို့ပေါ့နော်အဲ့လိုမျိုး challenge လှုပ်ချင်တာကိုစဉ်းစားရပါဘူးကိုချာလေးတို့ဝယ်လှည့်ချက်ကျွန်တော်ကိုချာလေးလုံးအဲ့နဲအေးလုံးမယ်ပေါ့ချက်ချင်းပဲကိုချာလေးပဲလှမ်းကြည့်လိုက်တာချက်ချင်းပဲ ဟုတ်တယ်ဘာလို့ဆိုလဲဒီတော့အကိုအကိုလို့ပေါ့နော်တငယ်ချင်းအဲ့လိုမျိုးပေါ့မိသားစုဖြစ်နေတော့ဒီခုဆိုရင်တခြားလူမသိတဲ့အရာအမကိုချာလေးပဲသိရဆိုတော့သူ့ကိုပဲအရင်ဆုံးတိုင်ပင်နေရုံလဲယုံကြည်ရတဲ့လူဖြစ်နေတဲ့အတွက်ကြောင့်အဲ့တော့ ဒီအလုပ်ကိစ္စတွေမဟုတ်ဒီဘယ်ဘယ်နေရာမှာပါဖို့မယ်ဘယ်ဟိုဘယ်သွားမှာလဲဘယ်ခီးဘယ်လိုသွားမှာလဲဆိုတော့အကုန်လုံးသူပဲ plan လုပ်ပေးရဆိုတော့အကုန်တိုင်မြင်ဖြစ်ပါတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဒါအမြင်နဲ့အားကိုးရတဲ့အကိုပါပဲဟမ်အဲသူလာအဓိကတော့ကျွန်တော်ကလေဟိုသူ့ tips လေးပြပြရပါတော့အာဒါလေးဒါလေးရောလောက်ရမယ်ဒီလိုလေးရှိတယ်ဒီလို flow လေးတော့ပြောပါတော့အဓိကတော့ကျွန်တော်သူ့ကို shooting ရမ်းခေါ်ပါ ရှင်တင်နေခေါ်ရတယ်မော်နီတာရှေ့မှာထိုင်ကြည့်ခိုင်းနေရိုက်ခွင်းကဘယ်လိုမျိုးလဲဆိုအဓိကအဲ့ဒါကျွန်တော်စိမ့်နေဖို့ကမရဘူးမစိမ့်တာမစိမ့်ဖို့လိုရယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးသူ့ပြပေးရယ်ရှင်တင်မှာဘယ်လိုနေလဲဘယ်လိုထိုင်ကြရလဲဘယ်လိုသွားကြရလဲဘယ်လိုစကားတွေပြောကြရလဲဆိုတော့အဲ့ဒါလေးပေါ့နော်ဘယ်လိုတင်ယူရလဲဆိုတဲ့ဟာမျိုးတွေအဲသူ့ကိုကျွန်တော်အဲ့ဒါလေးတင်ပေးပါတယ်အဲဒီပြီးတော့ flow ကိစ္စတွေအဲ့ဒီစကားပြောရတဲ့ဟာလေးညာအဓိကတော့ဟိုဘယ်လိုပြောမလဲ မွန်လူမျိုးဖြစ်တဲ့အတွက်ကြောင့်လည်းစကားပြောတာကသူကနည်းနည်းခက်ခဲလေးရှိတယ်ပြီးတော့သူကိုယ်တိုင်ကောစကားပြောတာမြန်တဲ့အတွက်ကြောင့်စကားကိုဖြည်းဖြည်းပြောဖို့အဲ့လေရောကျွန်တော်တင်ပေးပါတယ်ကျွန်내 item နဲ့ပတ်သက်ပြီးတာကျွန်တော်အများကြီးမပြောင်းဘာလို့လဲဆိုတော့ကျွန်တော်သူ့စီကနေပြီးတော့ဟိုထွက်လာမဲ့ဒီ taste အတစ်လေးပေါ့အဲ့လေကျွန်တော်လိုချင်တဲ့အတွက်ကြောင့်စတဲ့ကားမှာဘယ်လိုမျိုးသူလုံးမလဲဆိုတာတော့ပို့ပြီးတော့ဟိုစိတ်လွှရှာရပေါ့ဟုတ်ကဲ့အဲ့ကျွန်တော်ဘုံမမှုတူကျွန်တော် item နဲ့သူ့အများကြီးတော့ item နဲ့ကျွန်တော်မတင်ဘူးဘာလို့ဆိုတော့ item ဆိုတော့ ဒါ on scene ရောက်တဲ့ခါကျရင်ဒီခါကျရင်လွဲတက်တယ်အမှုအရနဲ့ဒီရောက်သွားတဲ့နေရာထိုင်ခင်းပေါ့အဓိကအရေးကြီးတာ ਨੇ ပြီးတော့ driver လိုချင်တဲ့ point အဲ့ point တွေအကုန်လုံးပေါင်းစပ်မှသာလင်းဒီထွက်လာတဲ့ item ကဟိုပြီးပြန်ကျွန်တော်အပြင်မှာကျင့်နေလဲသူက item တွေကြီးပဲလုံနေရယ်ဆိုရဲဟာမျိုးမဖြစ်စေချင်တာဒါပေါ်ဒေါသထွက်တယ်ဆိုဒေါသထွက်တယ်ဆိုတာလူတိုင်းဒေါသထွက်ပြလို့ရတဲ့အနေထားဒါပေမဲ့ item လုံးတက်ဟာမဟုတ်ပဲねကျွန်တော်တို့က တကယ်အစ်စ်မှန်တွေထွက်လာဖို့ယင်းနဲ့ခံစားချက်တွေယင်းနဲ့ကပဲခံစားယင်းနဲ့ကပဲလုပ်ဖို့တောက်လျှောက်ကျွန်တော်ပြောဖြစ်ပါတယ်ရက်တော့မတူရက်ရက်မဟုတ်ရက်တူတယ်ဒါမှဒီကအရှိမကိုရက်ရက်မဲ့ရက်တူများနေရဟုတ်တယ်ဟုတ်တယ်ကိုချာလီရဲ့နားမရောက်လာဆိုကိုချာလီလာဖို့ရမယ်ကျွန်တော်လာကိုချာလီလာလိုက်ဘလို့လာကျွန်တော်အခုကားအဲ့လိုမျိုးဟိုဘယ်လိုပြောမလဲတူနဲ့ဒီဘက်ကားဝင်တဲ့ရက်ဆိုရင်ကျွန်တော်ဒီကားဝင် ပြီးရင်လွတ်တဲ့ရက်တခြားကားဝင်အဲ့လိုမျိုးလေးဖြစ်နေရော နော်တော့ကတော့အဲ့လိုလေမအားဘူးပေါ့နော်ဒါပေမဲ့ shooting ရှေ့နေရမှာတော့ဒါဟိုဘယ်လိုပြောမလဲစားကျင်တာလေးမှစားကြမှာပေါ့နော်